မင်္ဂလာပါအခုနောက်ပိုင်းမြန်မာနိုင်ငံကနေ Gmail အကောင့်နေဖွင့်တဲ့အခါမှာ Google ကနေမြန်မာဖုန်းနံပါတ်တွေကိုကုတ်နံပါတ်တွေမပို့တော့တဲ့အတွက်တို့အခက်အခဲတွေရှိလာနေတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးမှာဖုန်းနံပါတ်မလိုဘဲနဲ့ Gmail အကောင့်တခုဖွင့်လို့ရတဲ့နည်းလမ်းလေးကို ပြောပြပေးသွားခြင်းပါတယ်အဲ့အတွက်အရင်ဆုံးကိုယ့်ရဲ့ဖုန်းရဲ့ setting ကိုတွားလိုက်ပါ ပြီးတော့ရင်ဒီမှာ Google ဆိုတာလေးကို လိုက်ရှာလိုက်ပါဒီမှာတော့ဒီမှာ Google စာပေ Google ဆိုတာလေးရှိပါတယ်သူတစ်ချက်နဲ့ဝင်လိုက်မယ်ပြီးရင်ဒီမှာကိုလက်ရှိဝင်ထားတဲ့ Gmail account ကိုတွေးလိုက်မယ်သူထပ်ပြီးတော့နေလိုက်ပါအဲဒါရင်ဒီကိုဖုန်းထဲမှာရှိသမျှ Gmail တွေဒီမှာတွေးရလိုက်မယ်အောက်ကိုနည်းနည်းလေးဆင်းလိုက်မယ်အောက်နားလေးမှာကျွန်တော်တို့ add another account ဆိုတာလေးရှိတယ်သူကိုနှိပ်ပြီးတော့ဝင်လိုက်ပါ ဒီနေရာရောက်ပြီဆိုတော့ကိုခုံးရဲ့ password ဒါမှမဟုတ်ရင် fingerprint ပေါ့နော်လက်ပွေလေးကိုထည့်ပေးလိုက်ပါအဲ့ဒီဒီနေရာကိုရလာလိုက်မယ်အခုကအကောင့်အသက်ဖွင့်မှာဖြစ်တဲ့အတွက်ဒီမှာ create account ဆိုတာလေးကိုနေလိုက်မယ်ပြီးရင်ဒီမှာ for personal use ပေါ့နော် တို့တစ်ချက်နေလိုက်မယ် first name ဆိုအနေကတော့ကိုအဆင်ပြေအောင်ထည့်လိုက်ပါဒီမှာကျွန်တော် Gmail account တစ်ခုကိုနမူနာဖွင့်ပြပါမယ်โอเคပြီးရင် next ကိုသွားလိုက်မယ်အော်ဒီနေရာမှာကျွန်တော်တို့ဒီကိုယ့်ရဲ့မွေးတက်ကြဲပေါ့နော် day ရှိတယ် month ရှိတယ် year ရှိတယ် အော်ကို အမှန်ထက်လဲရတယ်ဒါမှမဟုတ်တခြားအဆင့်ပြရတခုခက်ပေးလိုက်လည်းရပါတယ်ပြီးရင် gender male female ရွေးပါပြီးရင် next ကိုသွားလိုက်မယ်ပြီးရင်ကိုသုံးမဲ့ gmail ရဲ့ username လေးထည့်ပေးရမှာပါဒီမှာကိုနှစ်သက်ရ gmail တခု username တခုထည့်ပေးလိုက်မယ် ပါတွင်မှာဒုရမျိုးလေးထပ်လိုက်မယ်အစင်ပြာတစ်ခုခုထပ်လိုက်ပါဒီရင် next ကိုသွားလိုက်မယ်အခုခဏနေရာဒီ Gmail user name ထဲနေရာမှာဒီ ရှိပြီးသားနံပါတ်တွေဆိုတော့သူကမရဘူးဆိုပြီးတော့ပြောလာလိုက်မယ်ပေါ့နော်အဲကြရင်တမျိုးပြောင်းပေးလို့ရတယ်သူစာချက်လောက်တဲ့တည်းကရွေးလဲရတယ်ဒီမှာတော့ကျွန်တော်ထည့်လိုက်တာအဆင်ပြေသွားတယ်တစ်ခေါက်တည်းနဲ့ပေါ့နော်တူတာမရှိတဲ့အတွက်အဲ့တော့ဒီမှာ password တဲ့ရိုက်ထည့်တဲ့နေရာရောက်လာတယ်အဲ့တော့ကို Gmail account ရဲ့ကိုသုံးမဲ့ကိုမှတ်မိလွယ်တဲ့ password တစ်ခုကိုဒီမှာထားပေးလိုက်ပါအဲ့ဒီမှာကျွန်တော်နမူနာနဲ့ပဲအကောင့်ဖွင့်ပြတာဖြစ်တဲ့အတွက် password အစင်တရာတစ်ခုခုထားလိုက်ပါမယ် ပြီးရင်ဒီ password ကိုကိုကတနေရာမှာပြန်သုံးကျင်တယ်ဒီကောင်းကိုသုံးကျင်တယ်ဆိုရင် password လေးမမိနေဖို့လိုတယ်အဲ့တော့ဒီမှာ password လေးကို screenshot ရိုက်ယူထားလိုက်ပါပြီးသွားရင်တော့ဒီမှာ next ကိုသွားလိုက်မယ်အဲ့ဒီမှာ save လုပ်လဲရတယ်မ save ခြင်း not now နေလဲရတယ်ဒီမှာတော့ save လုပ်ထားလိုက်ပါမယ်ပြီးရင်ဒီမှာ next ကိုနေလိုက်မယ်

ကျွန်တော်တို့ဖုန်းနံပါတ်တွေထည့်လို့ဒီကုတ်တွေမပို့တဲ့အခက်အခဲတွေကိုဒီနီလန်းလေးနဲ့ဒါကျွန်တော်တို့ကြော်လွားလို့ရတယ်ပေါ့နော်။ဒီမှာဆိုရင်ဒါကျွန်တော်ခဏနေအဖွင့်လိုက်တဲ့ Gmail account လေးဒီမှာတစ်ချက်ကြည့်လိုက်မယ်။ရောက်ဆုံးပါပေါ့နော်။ကျွန်တော်တို့ဒီမှာကြော်စင်ဦးဆိုပြီးတော့နာမည်လေးနဲ့ဖွင့်လိုက်တဲ့ Gmail လေးဒီမှာကျွန်တော်တို့ Gmail account ကိုရှာပါပြီ။အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီမြန်မာကနေ Gmail account တက်ဖွင့်တဲ့နေရာမှာမြန်မာဖုန်းနံပါတ်တွေကိုကုတ်မပို့တော့တဲ့အတွက်အခက်အခဲဖြစ်နေတယ်ဆိုရင်ဒီနီလန်းလေးတိုင်းစံကြည့်ပါ။ အားလုံးဆင့်ပေးမယ်လို့ထင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်